အားလုံးပဲမင်္ဂလာပါနော်ဆရာကအင်းပေါ့နော်ဒီတရားလေးထွက်မဲ့ဒီဌိကနန်းလေးတွေပေါ့နော်ဌိကနန်းလေးကိုဆရာကအဲထွက်နိုင်ရေ ရှိတဲ့အဲ့ဒီနေ့မှာအားကောင်းနေတဲ့ဒီကနန်းလေးတွေကိုဆရာရွေးပြပြီးနက်ခတ်ပြီးအမြင်အယူအဆနဲ့ပေါ့နော်ဂျူရီရဲ့အနေအထားတွေကောင်းရင်ကောင်းရင်မှတည်နေတဲ့ဂျူရီရဲ့ရက်တည်အနေအထားတွေနဲ့အရှင်အမြင်နေတဲ့ဆရာကရွေးပြပြီးပြသပေးတာတွေပေါ့နော်အခုဒီတော်ပါပြီမှာလဲသူကဒီ င်ငံသားထီလေးတွေထိုးနေကြတယ်ဘောနော်အခုလက်ရှိထိုင်းထီလေးတွေလည်းဆရာတို့ဒီလာပြီးရောင်းချနေတာတွေ့ရတယ်ထိုးနေကြတယ်ဘောနော်ဗမာလူမျိုးတွေလည်းပေါက်ကြတယ်ဘောနော်အဲ့တော့ဒီဗမာနိုင်ငံမှာထိုးလို့ရနေပြီအမေရိကန်ထီလေးထိုးလို့ရနေဆိုကြတော့အဲ့ဒါလေးတွေကြတော့ဆက်ချောင်းလေးမှာထွက်မှာဆိုတော့အဲ့ဒီအတွက်ကိုဆရာကဒီကြိုးပြီးထိုးလို့ရအောင်ဘောနော်ကဏန်းလေးတွေရွေးပေးထားခြင်းပဲဘောနော်ဘယ်ကဏန်းလေးတွေအဲ့ဒီမှာအချိန်တွေကောင်းမယ်ကံကောင်းမယ်စိုးမိုးနေမယ်ဘောနော်အဲ့ဒီမှာအဲ့ကဏ္ဍလေးဒါအမြင်ရှင်ကောင်းပြီးတော့သူကအလုပ်လုပ်မယ်ပေါ့နော်အဲ့ဒီကဏ္ဍလေးဂျူရီနဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေကိုဆရာက ရွေးချယ်ပြီးတော့အကြံပေးခဲ့မှာเนาะအဲ့ဒါလေးကိုကြိုပြီးတော့ like ရှာပြီးတော့ဒီချီထိုးတဲ့ခါမှာပါပြီးတော့ဒီတိုင်းဘလိုင်းထိုးရဲဆိုရင်ဒီအဲ့ဒီမှာကံကောင်းမဲ့ဒီထွက်နိုင်တဲ့ဒီအမြင်ရှင်ဂျိုးမြင်ရှင်အမီအတန်အနေထားကောင်းတဲ့ဒီဂျိုးတွေကိုရွေးချယ်ပြီးတော့ဂျိုးကနန်ဂျိုးပိုင်ကနန်လေးတွေကိုရွေးချယ်ပြီးထိုးမယ်ဆိုရင်ပို့ပြီးတော့အခွင့်လန်းတာနိုင်နိုင်တာပေါ့เนาะအားကြောင့်ဆရာကအဲဂျိုးတင်ပြီးတော့အဲထိုးနိုင်အောင်ရွေးချယ်ပြီးရွေးချယ်ပေးတဲ့တာပေါ့เนาะအဲ့ဒီမှာဘယ်ကနန်လေးတွေဟိုကောင်းနေဆိုတော့ဆရာက အဲယူဆက်ပြီးမှာပေါ့နော်အဲ့ဒါလေးရချက်အဲပြလဲမှာဂျိုကင်လေးကိုချက်ကြည့်အောင်အဲကျတော့ဒီကဒါ16ရက်10လ2025ခုနှစ်ကောင်းဝင်မြင်ကွင်းပေါ့နော်ဒါကဒီကောင်းကင်မိသားရာသီပြည်သားရာသီမိထုံပါညာပေါ့နော်ဒါ12ရာသီရှိတယ်အဲ့မှာဒီကျတော့ကဒီရက်ရက်ရက်ကဒီစိုးမိုးတဲ့ကဏ္ဍနေအားကောင်းမဲ့ကဏ္ဍလေးကိုဆိုယူချက်ပဲခါကြရင်ဒီပဲကောင်းလေးလေးကရှင်ဒီကောင်းမလဲဆိုတော့ရွေးချယ်တဲ့အခါကျတော့ဒီတင်းလာလေးကိုကြည့်ရတာပေါ့နော်ဒီတင်းလာလေးကဆိုရှင်ဦးလက်ရှိ ဆက်ကြောင်းနေ့ဆယ်လ2025နေ့မှာသူကဒီတင်ရာဒီ300 300ဂရီလောက်ကိုရောက်နေမှာပေါ့နော်ရောက်နေမှာဆိုရင်သူနဲ့မြင်ရှင်ကောင်းတဲ့ဂျိုလေးတွေကကန်ကောင်းမဲ့ဂျိုလေးတွေနော်ဒီစိုးမှုမဲ့ကနန်းလေးတွေဖြစ်လာမှာပေါ့အဲ့ဒါကြာတာပေးရကျတော့29ဒီဂရီမိထုံမှာရက်နေတာကျတော့သူက29နဲ့ဒီ330ဒီဂရီအမြင်ကောင်းလေးမှာရှိနေတယ်နော်နောက်တစ်ခါတင်းမလေးကကျတော့ဒီမှာအဲဒီမှာ29ဒီဂရီပဲပေါ့နော်တင်းမလေးက29ဒီဂရီပဲဒီမှာရက်နေတဲ့ခါကျတော့ 60ဒီဂရီပေါ့ learning rate နဲ့60ဒီဂရီအမြင်ကောင်းလေးဖြစ်နေเนาะကျန်တဲ့ဂျိုလေးနောက်တစ်ခါဒီနားမှာဒီနားမှာသူကဒီ net ပြွန်းဂျိုလေးတလုံးရှိတာဒါကြီးတော့မဆရာမပြတာပေါ့ net ပြွန်းဂျိုကလည်း9ဒီဂရီနေရာဒီမှာရက်နေအောင်အဲ့တော့9ဒီဂရီဆိုတော့ဒီတင်းနေတာနဲ့ရှင်းမယ်ဆိုရင်144အမြင်ကောင်းလေးဖြစ်နေเนาะ net ပြွန်းကိုကြတော့ဒီကနောက်တိုင်း net cap တွေမှာခုနှစ်ကဏ္ဍသတ်မှတ်တာပေါ့နော်အဲ့တော့ခုနှစ်ကဏ္ဍရဲ့ဂျာတာပြီက9ပေါ့ဘောလုံး9အင်္ဂလိပ်ကဏ္ဍပြည်ရာဆိုရှင်3ပေါ့နော်နောက်တော့ကတနည်းဦးနေရာ1ပေါ့ အဲ့ဒီနားလေးတွေအဲ့ဒီနေ့မှာအားကောင်းပါဘောเนาะတင်ငါခွန်ဘောတင်ငါခွန်ဘောเนาะတင်ငါခွန်ဆိုတဲ့နားနေ